ေါ်ဖုန်းတွေစားထွက်တဲ့အချိန်တော့ကျွန်တော်ထင်ခဲ့တာဒီခေါ်ဖုန်းတွေကကျွန်တော်လက်ရှိကင်နေတဲ့ traditional ဖုန်းတွေရဲ့အနာဂတ်အဲတကယ် futuristic ဖြစ်လာမယ် for practical အကြဆုံးဖုန်းတွေလို့ထင်ခဲ့တယ်။ဒါပေမဲ့အချိန်လေးကြာလာအနဲ့အမြဒီခေါ်ဖုန်းတွေကတက်တက်စီအဲကျွန်တော်တို့ကင်နေကြ traditional ဖုန်းတွေရဲ့တက်တက်စီဖြစ်သွားရပါဘောနော်။ဒါကြောင့်လဲဆိုတော့ကျွန်တော်အဲ့အဖြေကိုလိုက်ရှာကြည့်တယ်။လိုက်ရှာကြည့်တဲ့အခါမှာ၃မျိုးထွက်လာတယ်။ရှင်းပါတယ်ပထမဆုံးတစ်ချက်ကဒီခေါ်ဖုန်းတွေကဈေးအရန်ကြီးတယ်။ ဒါလည်းသူတို့သွားပြပြလို့မရအောင်ဘာလို့လဲဆိုတော့ကျွန်တော် ပုံမှန်ဖုန်းနေတဲ့ဒီထဲမှာ coupon တွေအစိပ်ပိုင်းတွေအများကြီးပို့ပါတယ်။နောက်ပြီးတော့ဒီ recession deployment တွေ investment တွေအများကြီးထုတ်ထားရသေးတယ်။ဒုတိယတစ်ချက်ကတော့အကြမ်းမခံတာပေါ့နော်။ကိုယ်တိုင်လည်းဒီခေါင်းပေါင်းတစ်လုံးတစ်နှစ်ကျော်လောက်ထိကင်လိုက်တယ်။ကင်ပြီးသွားတဲ့အချိန်မှာကိုယ့်ကိုယ်လည်းတိတ်ဟိုငါကြမ်းကြမ်းတန်းတန်းသုံးတဲ့ပုံနဲ့ရှေ့လျှောက်ဖြစ်ပါမလားဆိုပြီးတော့ဟိုဖုန်းရိုးရိုး traditional နဲ့ဖုန်းဘက်ကိုပြန်ပြောင်းခဲ့တယ်။နောက်ဆုံးတစ်ချက်ကတော့ ဒီခေါက်ဖုန်းတွေကကျွန်တော်တို့တာမန်ဖုန်းတွေနဲ့ရှင်းလိုက်မှဆိုရင်ထူထူတဲတဲကြီးဖြစ်တာပေါ့နော်ခေါက်နေအချိန်မှာထူထူတဲတဲကြီးဖြစ်နေတဲ့အချက်ကဒီခေါက်ဖုန်းတွေအနေနဲ့ကျွန်တော်တို့ပုံမှန် traditional ဖုန်းတွေနဲ့ကွဲထွက်သွားတဲ့အချက်တွေလို့မြင်တယ်တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်လည်းဒီခေါက်ဖုန်းထုတ်တဲ့ကုမ္ပဏီတွေကပြီးခဲ့တဲ့နှစ်တွေမှာဒီသုံးချက်ကိုပဲအဓိကထားပြီးပြင်လာကြတယ် ပထမဆုံးတစ်ချက်ကဈေးရန်ကြီးရယ်ဆိုတဲ့အချက်ပေါ့နော်ဒီဈေးရန်ကြီးရယ်ဆိုတဲ့အချက်ကိုတချို့ဖုန်းထုတ်တဲ့ကုမ္ပဏီတွေကတော့ဒီအထက်က CPU လေးနည်းနည်းရှော့လိုက်တယ်ကင်မရာလေးနည်းနည်းရှော့လိုက်ပြီးတော့နည်းနည်းတက်တာတဲ့ဈေးလူတော်တော်များများလက်လန်းပြီးလောက်တဲ့ဈေးနဲ့ခေါင်းဖုန်းတွေထုတ်လာကြတယ်ဒုတိယတစ်ချက်ကအကြမ်းခံတဲ့ပြဿနာပေါ့နော်ဒီနေရာမှာလည်းတော်သိယုံလောက်တော့အကြမ်းခံလာပြီလို့ပြောလို့ရတယ်ဖုန်းတန်းကိုမခံနိုင်သေးဘူးဆိုပေမဲ့တော်ယုံရေလောက်ကတော့ဘာမှသူတို့တော့ပြဿနာမရှိတော့ဘူးပေါ့နော်တတိယဆုံးတစ်ချက်ကအရန်ထူတဲ့တစ်ချက်အဲ့ဒီပြဿနာကလည်းအခု ဖြည့်ရှင်းတင်တဲ့လောက်ဖြည့်ရှင်းပြီးသွားပြီလို့ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့ review လုပ်ပေးမယ် Oppo ရဲ့ဒီ Find and Find ဆိုရင်လောလောဆယ်ကပအပါဆုံးခေါင်းဖုန်းတွေမှာပါတယ်။ကပအပါဆုံးဆိုလို့ဒီမှာပြခေါက်တားရဲ့အချိန်မှာဆိုရင်ကျွန်တော်ပုံမှန် traditional ဖုန်းတစ်လုံးဆိုင်ပဲရှိတော့တယ်။ဆိုတော့ဒီနေ့ဗီဒီယိုအတွက်ကျွန်တော် review နဲ့ကူညီပေးတာဖုန်းပါကူညီပေးတာပါဒီလိုမျိုး Oppo Find and Find လိုမျိုးဈေးကြီးရဲ့ဖုန်းတွေတင်မဟုတ်ဘူးဈေးသက်သာရဲ့ဖုန်းတွေရော global မှာထွက်သက်များဖုန်းတွေအကုန်လုံးဖုန်းပါ page မှာတော့ရဝယ်ယူအပ်ပြလို့ရပါတယ်ဖုန်းပါရဲ့ page link ကိုလည်းကျွန်တော် caption မှာတက်တွဲပေးထားပါတယ်ဆိုတော့ဒီ Oppo ရဲ့ Find Fiber ကိုပြန်လိုက်ရမယ်ဆိုရင်ဒီဖုန်းကအပြင်ပိုင်း physical အရာရောအတွင်းပိုင်း spec အရာရောတော်တော်လေးကိုရှောင်းဖြစ်တဲ့ဖုန်းတကယ်ကိုသိန်း90ပေးလိုက်ရတာကိုကိုင်းလိုက်တာနဲ့အော်ဒီဖုန်းကဒါကြောင့်သိန်း90ဖြစ်နေတာကိုဆိုပြီးတော့တန်းတိစီရဲ့ဖုန်းလို့ပြောလို့ရတယ် ဘေးကွာလက်ဒီကအစပြားကြီးကြီးလေးလေးနဲ့ဒီထဲမှာမှသူ 3D design ကျွန်တော် titanium ရဲ့ magnesium ပေါ့နော် 4D magnesium တွေသုံးပေးထားတာတွေအလေးချင်းအနေနဲ့ဆိုရင်ကျွန်တော်ပုံမှန် iPhone တွေအောင်မှာ 6g လောက်ပဲကွာရဲဆိုတော့ပုံမှန် traditional phone size ပဲဖြစ်နေပါပြီဒါအောင်မှခောက်တဲ့အချိန်တွေဖြန်းလိုက်တဲ့အချိန်တွေမှာလည်းအော်ငါခောက်လိုက်လို့ကျိုးသွားမလားဖြန်းလိုက်လို့လစ်သွားမလားဆိုတဲ့ခံစားချက်ကိုကျွန်တော်သုံးနေတဲ့တောက်ချောင်းမှာလုံးဝမပြီးတဲ့ဖုန်း ဆိုဒီလိုပြောလိုက်လို့ဒီဖုန်းကပြီးပြည့်စုံအောင်ကောင်းနေပြီလားဆိုရင်တော့လည်းမဟုတ်သေးဘူးလွယ်ချက်လေးရှိနေသေးတယ်ပရမောက်တုံးဘယ်နေရာမှာလိုရလဲဆိုတော့သူကခေါက်ထားမယ်ဆိုရင်8.93 mm နဲ့ဖြန့်လိုက်မယ်ဆိုရင်4.21 mm ပဲရှိရယ်ဆိုလိုချင်တာသူ့ရဲ့ဒီတစ်ဖက်စီမှာက4.21 mm အထူပဲရှိရယ်ဆိုတော့ကျွန်တော်ဖုန်းကိုဒီလိုမျိုးခေါက်ထားတဲ့ပုံစံနေပြီးတော့ဖြန့်လိုက်ဖို့အတွက်ဆိုရင်ဒီဖုန်းရဲ့တစ်ဖက်တစ်ချက်စီကိုကင်ပြီးဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ဖြန့်ဖို့လုပ်တဲ့အခါတိုင်းမှာဒီ ဖုန်းရဲ့တစ်ဖက်စီကိုမကင်မိဘဲနဲ့လက်ကဖုန်းရဲ့နှစ်ဖက်လုံးကိုတော့တော့ကင်မိနေတဲ့ဟာကကျွန်တော်ခောက်တဲ့ဖြတ်တဲ့နေရာမှာ convenience ဆိုတော့တိတ်မဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းဒီဖုန်းကိုကျွန်တော်ဘောင်းမီထဲမှာပုံမှန်ဖုန်း size အရွယ်လောက်နဲ့ထည့်သွားလို့ရရနေတယ်ဒီအချက်ကတော့ပြန်ပေးဆက်လိုက်ရတာကအတန်တယ်လို့ပြောလို့ရတယ်နောက်တစ်ချက်ကသူ့ရဲ့အတွင်ဘက်က display ratio 8.21 inches ကိုမှသူ့ရဲ့ resolution အနေနဲ့ဆိုရင် but 2400 18 into 2248 pixel ဆိုတော့ကျွန်တော် display ratio က1:1ဝင်းကျင်တော့အထိဖြစ်သွားတာပေါ့နော်ဆိုတော့ဒီအတွင်းဘက်မှာကျွန်တော်ပုံမှန် social media တုံးတဲ့ဟာမျိုးတွေအတွက်ဆိုရင်တော့ဘာပြဿနာမှမရှိနေဘူးဒါပေမဲ့ဒီအတွင်းဘက်မှာကျွန်တော်တို့ video တွေဘာတွေကြည့်မယ်ဆိုရင်ကျွန်တော် video တော်တော်များများစစ်စင်း issue nine ratio နဲ့လာတဲ့အခါကျတော့ video ကဒီ section တစ်ခုအပြည့်လုံးမဖြစ်နေဘူးဒီအပေါ် blur ဘာထူထူဖြစ်မယ်ဒီအောက်က blur ဘာထူထူဖြစ်မယ် ဆိုတော့ကျွန်တော် screen ရဲ့၃ပုံ၂ပုံလောက်ကိုပဲဒီ video က coverage ဖြစ်မှာပေါ့เนาะဆိုလိုချင်တာအတွင်းဘက်ကဒီ display ရှင်းလင်းမှဖြစ်သွားလို့ကျွန်တော် video ပိုင်းညာကြည့်မယ်ဆိုရင်ရှင်းလင်းမှအပြည့် video ကို ကြည့်လို့ရနေရမျိုးမဟုတ်ဘူး။နောက်ပြတချို့ gain လေးတွေဆိုရင်လည်းသူ့ရဲ့ ratio မှာနည်းနည်းတိုင်ပတ်တာတွေ့ရတယ်။ဥပမာကျွန်တော်ခုနောက်ဒီ Japan Toilet Shop ဖြစ်နေရဲ့ Magic Chess ကိုကိုဆိုရင်သူ့ရဲ့ ratio မှာအလုံးမဖြစ်ဘူးပေါ့နော်။တခါလေ close လုပ်ရမယ့် button တွေပျောက်နေရမျိုးလေးတွေ့ရတတ်တယ်။ဒါပေမဲ့ mic တဲ့တစ်ချက်ကတော့8.12 inches ဆိုတာကဗျာ Toyo Mini Tablet size တွေထဲတောင်မှသူက screen area ပိုများသေးတယ်။ဥပမာလင်းပြောရင် iPad Mini ထဲတောင်သူ့ရဲ့ screen area ပိုများတယ်ပေါ့နော်။အဲ့ဒီတော့ကျွန်တော် multitasking သုံးတဲ့နေရာတွေနောက် AI feature သုံးတဲ့နေရာမျိုးတွေမှာမတရားသုံးလို့ကောင်းတယ်ပြီးတော့သူ့ရဲ့အတွင်းဘက် display ကကျွန်တော်စမ်းဘူးသမျှခေါက်ဖုန်းတွေထဲမှာခောက်ရမထင်ဆုံးဖုန်းလိုတော့ပြောလို့ရတယ် ။နောက်ဒီဖုန်းကိုကျွန်တော်သုံးနေရင်းနဲ့အလိုအပ်ချက်သေးသေးလေးတစ်ခုတွေ့အဲ့ဒါဘာလဲဆိုတော့ power button အပေါ်ဘက်နည်းနည်းလေးယောက်တာပေါ့နော်။ power button အပေါ်ဘက်နည်းနည်းလေးယောက်တာပုံမတိုင်းဆိုရင်တော့ဘာပြဿနာမှမရှိဘူး။ဒါပေမဲ့ဒီနေရာမှာ fingerprint ပါသွားတဲ့အခါကျတော့နည်းနည်းလေးပြဿနာဖြစ်သွားတာပေါ့နော်။ဆိုတော့ကျွန်တော်ပုံမှန်ဒီတဝက်လောက်မှာပဲရှိနေတဲ့အနေထားနဲ့ဒီအပေါ်နည်းနည်းတက်သုံးရတာကတချို့နေရာတွေမှာအသိအဆင်မပြေဘူးလို့ပြောရမှာပေါ့နော်။ဒါပေမဲ့အရင်လက်ဒီ break ကတော့မဟုတ်ပါဘူး။တကယ်တမ်းဒီလိုမျိုးတဲတဲမမွားလေးတွေကလွှဲရင်လေကျွန်တော် intro မှာပြောလိုမျိုးပဲဒီဖုန်းကခေါဖုန်းတစ်လုံးကိုကျွန်တော်တို့လူသုံးများလာအောင်ပြင်သင်းပြင်ထိုက်တာ တွေအကုန်လုံးပြင်လာတဲ့ဖုန်း traditional ဖုန်းတစ်လုံးနဲ့အတူဆုံး call ဖုန်းတစ်လုံးလို့ပြောလို့ရတယ်ပါပြီးပေါ့သွားတဲ့နေရာမှာဆိုရင်လည်းကျွန်တော် mobility အတွက်အရန်ကောင်းသွားတယ်နောက်အကျန်းခဏနေရာမှာဆိုရင်လည်း IPX9 လိုမျိုးအာတော်ရုံရေတံလောက်ကိုဘာမှမူစရာမရှိလောက်အောင်မလိုလောက်အောင်ကောင်းတယ်နောက် performance ပိုင်းအတွက်ဆိုရင်လည်းသူ့မှာ quad core snapdragon 8e လေးလိုမျိုး chip ကိုတုံးထားတာဗျာနည်းနည်းလေးတော့ဖူတာပေါ့နော်ဒါပေမဲ့သူ့ရဲ့ performance က latest and greatest ပဲ ပြီးတော့အဲ့ဒါကိုမှခုနောက်ပိုင်းအရန်မိုက်လာပါတယ်ဆိုရဲ Oppo ရဲ့ Color OS 15နဲ့ဆို Oppo ရဲ့ Color OS 15ကဒီပေါ်မှာကောင်းပါမလားဆိုပြီးတော့လောင်းလို့တော့မတွေ့နဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ပုံမှန် traditional ဖုန်းတွေမှာသုံးရတဲ့ Color OS 15တက်တော်မှာကျွန်တော်ဒီ foldable ဖုန်းမှာသုံးရတဲ့ Color OS 15ကိုအများကြီးသဘောကျတယ်အဓိကတော့ကျွန်တော် multi-tasking feature တွေဖြစ်တဲ့ဒီ floating window သုံးမလား split view သုံးမလားအဲအောင်မှဒီ ိုတိုင်းကမက်ဘုတ်ကိုကင်ထားတယ်ဒါပေမဲ့ Apple ကခေါင်းဖုန်းမထုတ်လို့ခေါင်းဖုန်းလေးလည်းကင်ကျင်တယ်ဒီ Find and ကင်ရင်အဆင်ပြေမလားဆိုရဲသူတွေအတွက်သူက OnePlus ကိုနဲ့လိုမျိုးဒီမက်ဘုတ်နဲ့ Find ပို့လို့ရတာတယ်နောက် iPhone တွေကို Find ပို့လို့ရတဲ့ feature တွေလည်းပါမယ်အဲ့ဒါအပြင်မှာ MacBook ကိုကျွန်တော်လိုမျိုး MacBook သုံးနေတဲ့သူဆိုရင် MacBook ကိုဒီပေါ်မှာ remote သုံးလို့ရအောင်လုပ်ပေးတိုက်တာကြီးကတော်တော်ကျန်းတယ်။ remote သုံးလို့ရအောင်လုပ်ပေးလိုက်တယ်ဆိုတာဒီပေါ်မှာတဝက်ကို keyboard တဝက်ကို display ထားလို့ရရတယ်။တဝက်ကိုဒီ trackpad တဝက်ကို display ထားလို့ရရတယ်ဆိုတော့ တော်တော်ကြီးဒါကတော့ကျွန်တော်မချီးကျူးပဲမနေနိုင်ဘူးပြ။နောက်ပြီး Oppo ရဲ့ strategy က Apple ကိုပြန်ပတ်လို့သဘောလဲထားတယ်။ဒါပေမဲ့ Apple နဲ့သူတို့ဘယ်လိုမျိုး convenience တွဲသုံးတဲ့အခါမှာ convenience ဖြစ်အောင်လုပ်ပေးမလဲဆိုရတဲ့ချက်ကိုပါထဲစင်းစားတာရောကျွန်တော် appreciate လုပ်တယ်။ဒါပေမဲ့ဒီ call phone တွေမှာကကျွန်တော်တို့ပုံမှန် traditional phone တွေနဲ့ပြန်ရှင်မယ်ဆိုရင် flagship phone တွေပေါ့နော်အထူးသဖြင့်အားနည်းချက်တစ်ခုရှိတယ်။အဲ့ဒါဘာနေရလဲဆိုတော့ကင်မရာပိုင်း။ဒီ5 and 5ကလည်း5.8 pro နဲ့ရှင်းလိုက်မယ်ဆိုရင်ကင်မရာပိုင်းမှာ ဝိတ်ချော့ထားတာလေးရှိတယ်။အတိအသားဆိုတော့သူ့ရဲ့ extra wide ပေါ့နော်အိမကပဲဆက်ဆန်စာပဲပါလာတယ်။တကယ်တမ်းဗျာဒီ flash level high end level ဖုန်းမှာအိမကပဲဆက် extra wide ဆိုတာကြီးကနည်းနည်းလေးတော့မဖြစ်သင့်ဘူးပေါ့နော်ရုပ်ပေါက်တာပေါ့။နောက်တခြားဆန်စာရဲ့အနေနဲ့ဆိုတော့သူက focal length အပြောင်းလဲလေးရှိတယ်။ main ဆန်စာမှာ50 megapixel aperture f1.9 ပုံမှာ21 mm ရဲ့နောက်50 megapixel aperture f2. 7ပုံမှာ75 mm ရဲ့ထည့်ပေးထားတယ်။အဲဒီ75 mm lens တွေကတော်တော်လေးကောင်းတယ်။ဆိုတော့ စင်စာ site လည်းနည်းနည်းလေးပြောင်းသွားတယ်။နောက်ပြီးဒီ focal lens တွေလည်းပြောင်းသွားတယ်။ဆိုတော့ကင်မရာဘက်မှာ wide shot တာလေးရှိတယ်။ပုံထွက် quality ကရောဘယ်လိုနေလဲဆိုတော့ခုနကကျွန်တော်ပြောလိုမျိုးပေါ့နော်။ဒီ8 megapixel ultra wide မှာ quality ကျတာကလောက်ကလွန်ရင်ကျန်တဲ့နေရာတော်တော်များများမှာ5.6 pro နဲ့အရင်ကြီးတော့မကွာနေဘူးပြ။အဓိကကတော့ဒီ5.6 pro မှာ6 periscope ပါလာတယ်။သူ့မှာမပါလာဘူးဆိုပေမဲ့ portrait ကိုတော့ 139mm တော့မရဘူး။ဒါပေမဲ့ 85mm နဲ့ရိုက်လို့ရအောင်လုပ်ပေးထားတယ်။နောက်ပြီးကိုက ဟိုဘာဘယ်ရရဒီ139 139ပေါ့နော်139မီလီမီတာကြီး CST နဲ့တောက်လျှောက်ဇွန်ဆွဲပြီးကြိုင်းနေတာသူမဟုတ်ဘူးဆိုရင် သူ့မှာပါလာတဲ့ဒီ 3H Periscope ကလည်း 120Hz Digital Zoom ရတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော် 6H Talk ကတော့ဘာမှစိတ်ပူနေစရာမရှိဘူးပေါ့နော်။တခြားဒီ filter တွေအနေနဲ့ဆိုရင်လည်း Fuji Film Simulation နဲ့တူတဲ့ Flash တို့ Amaro, Clear လိုမျိုး effect တွေနောက် Portrait မှာဆိုရင်လည်း Mystic Glowy, ဒီ Dreamy လိုမျိုး effect တွေကကျွန်တော် Retro Portrait ရိုက်တာကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့တော်တော်လေးသဘောကျလိမ့်မယ်။ Overall camera ပိုင်းတွေကတော့လုံလောက်ပါတယ်။ရှိသေးရှိထိုက်တဲ့လောက်ရှိတယ်လို့ပြောရမယ်။ဒါပေမဲ့ cover တလုံးအနေနဲ့ဆိုရင်တော့လည်းသူကကင်မရာအကောင်းဆုံးဖုန်းတွေထဲမှာတော့မပါသွားဘူးပေါ့။ ခြားကျန်တဲ့ audio bike အဆင်ပြေတယ် haptic bike လည်းကောင်းတယ်အဲ battery pack ကတော့56 pro နည်းနည်းအကြာကြီးကန်ခဲ့တဲ့သူတယောက်ဖြစ်သွားတဲ့အခါကျတော့ဒီ fine and bike ကအရင်တော့အားမြောက်ပြအားမြောက်နေဘူးဆိုတာကျွန်တော်တနေကုန်ပို့ဆိုးပတ်ဆက်သုံးပြီးပြီဆိုရင်တော့ညဆိုရင်တော့တစ်ခါတော့တော့အပြန်သွင်းရတယ်။ဒါအောင်မှသူ့မှာ5600 mAh ပေါ့နော်9600 mAh ပါလာတာ။အဲဒီလိုပပလေးမှာဒီလောက်ပမာဏထည့်ပြီးလိုက်တာဘူးရောစီလီကွန်ကာဗွန်ဘက်ထရီရောကျေစုတင်ရမှာပဲ။နောက်ပြီးတော့ display ကလည်းဒီအကြီးတစ်ခုအသေးတစ်ခုဖြစ်သွားတာ။အဲ့အတွက်ကြောင့်5.6 Pro လောက်မခံတာတော့ကျွန်တော်အပြတ်တော့ပြောလို့မရဘူး။နောက်ပြီးတော့အားသုံးတဲ့နေရာမှာလည်းမြန်တယ်။ wireless charging this is so nice ဟိုခေါင်းဖုန်းတွေမှာ wireless charging ထည့်ပေးတာတော့ကျွန်တော်သဘောကျတယ်။ဆိုတော့ကျွန်တော်ရဲ့ review လေးကိုဒီနေရာမှာပဲအဆုံးသတ်မယ်။ကျွန်တော်ခေါင်းဖုန်းတော်တော်များများကိုစမ်းခဲ့ဘူးလေ။အဲဒီ Oppo Find N5 ကပြီးပြည့်စုံလူနီးပါးကောင်းတဲ့ခေါင်းဖုန်းတစ်လုံးဆိုတာကတော့ကျွန်တော်ငင်းလို့မရဘူး။ ဘလိုပဲဖြစ်ဖြစ်ဗျာကျွန်တော်ရှင်းလက်မအရွယ် mobile device တခုကိုပေါင်းမိတဲ့အလွယ်လေးထည့်လို့ရအောင်ပပပြပြလေးလုပ်ပေးလိုက်တဲ့တစ်ချက်ကတော့အတိမတ်ပြရလိမ့်မယ်နောက်ပြီးတော့ဈေးလက်ကြီးရဲ့ဖုန်းလိုပဲပြောရင်အဆုံးထိကြည့်ပေးရဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ